ရန်ကုန်မြို့မှာဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ်ဝင်ကြီးများရုံရှိမှာပဲပြုတ်နေတဲ့များစတုတီတာကျွေးမွေးခဲ့ကြပါတယ်။ဥဖြိုးဝေသိန်းကတတင်းပြပို့ထားပါတယ်ရှင်။ဗိုလ်ချုပ်အောင်ဆန်းရဲ့69နှစ်မြောက်မွေးနေ့မှာဗိုလ်ချုပ်ကိုမေ့မရသူများကဝင်ကြီးများရုံရှိမှာပဲပြုတ်နေတဲ့များစတုတီတာကျွေးခဲ့ကြပါတယ်။လို့လဲဆိုတော့ကျွန်တော်တို့ကဟိုအခုအချိန်မှလာဒီနည်းနည်းလေးဘယ်လိုပြောရမလဲလို့ ခွင့်လေးနည်းနည်းရလာတာဗောနော်ရရလာတဲ့အချိန်လေးမှာဒါအောင်မြန်မြန်လုပ်တင်ပါဘာဖြစ်လို့လဲဆိုတော့တမိုင်းတစ်လျှောက်လုံးမှာကျွန်တော်တို့ကဒီဗိုလ်ချုပ်ရဲ့ပုံရိပ်ကဖျောက်ဖျက်ခံရတယ်အခုလို့ပွဲမျိုးလုပ်တဲ့အချိန်မှာနားမလဲတဲ့ကလေးတငယ်တွေလမ်းလျှောက်လာလို့ရှင်ဒါပါပွဲလေးလို့သူ့ရဲ့မိဘအောင်မေးလိမ့်မယ်မေးလို့ရှင်သူ့ရဲ့မိဘပြန်ပြောပြလိမ့်မယ်ဒါဗိုလ်ချုပ်အောင်ဆန်ပွဲအဲ့မှာကလေးကထပ်မေးလိမ့်မယ်ဗိုလ်ချုပ်အောင်ဆန်ဆိုတာဘယ်လိုလဲအဲ့ဒီကနေတစင်ကျွန်တော်ဆက်ပြီးတော့ဒီအသွေးလေးတွေလူလူကြားထဲမှာမသိနားမလဲတဲ့မမိလိုက်တဲ့ကလေးကြီးကြားထဲမှာပြန်ပြီးတော့ပြန်ပွားလာလိမ့်မယ်ဒီပွဲလေးကြီးမများလို့ရင်တော့ကိုကောင်းပါ့မယ်

ါလီမန်ဒီမိုကရေစီခေတ်ကဗိုလ်ချုပ်အောင်ဆန်းမွန်းနေကိုမြန်မာနိုင်ငံကလေးများနေ့အဖြစ်သတ်မှတ်ပြီးပျော်ပွဲရှင်ပွဲတွေကျင်းပခဲ့ပူပါတယ်။ဒါပေမဲ့မြန်မာဆိုရှယ်လစ်လက်နက်ပါတီခေတ်ကစပြီးဗိုလ်ချုပ်အောင်ဆန်းမွန်းနေ့အထိမ်းမှတ်ပွဲတွေမကျင်းပပြစ်ခဲ့တာအခုချိန်ထိပါပဲ။ကျွန်တော်ဖြိုးဝေတိန်တရင်ပြဖို့ထားပါတယ်။